အဝတ်ကိုမဆုပ်ဘဲနှလုံးကိုဆုပ်လျက်တင်တို့ဤဖျားသခင်ထောင်ရဖျားထံသို့ပြန်လာကြလောခြေတနာချင်းခိယုနာမေတ္တာခိယုနာနဲ့ပြည့်စုံ၍စိတ်ရှည်သောသဘော အလုံးကျေစု ပြုခြင်းသောသဘောအပြစ်ပေးခြင်းကို နောင်တရတတ်သောသဘောရှိတော်မူ၏အာမင်အဝတ်ကိုမဆုပ်ဘဲနဲ့နှလုံးကိုဆုပ်ပါနှလုံးကိုဆုပ်ပါ ပြောချင်တာကကျွန်တော်တို့က သက်တာကိုပြင်ဆင်ဖို့ရန်အတွက်เนาะရှင်ဘုရားခင်ကကျွန်တော်တို့ကိုအချိန်ကိုဆွဲဆန့်ပေးတဲ့အရာတွေဖြစ်တယ်။နောက်ပြီးတော့ခုနကမလဲအမနေချင်အောင်ရဲ့ကျမ်းပိုက်ကပါဖြစ်လဲ။သားသမီးเนาะမိဘလွန်ကဲစွာကျွန်တော်တို့ချစ်မယ်ဆိုရင်ဘုရားကိုချစ်ရမရောက်ဘူးလို့ပြောပါလေ။ဒါကြောင့်လို့ဒီအရာတွေအားလုံးဟာကျွန်တော်တို့လွန်ကဲစွာကျွန်တော်တို့ချစ်မယ်ဆိုရင်သားသမီးကိုချစ်မယ်ဆိုရင်သားသမီးရုပ်တုเนาะမိဘကို ဖျားထက်ချစ်မယ်ဆိုမိဘရုပ်တို့ကိုယ့်ရဲ့ဝါသနာတွေအားလုံးကိုကျွန်တော်တို့လုံကွဲလုံကဲစွာရွှေ့ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်ရှောက်လမ်းမယ်ဆိုရင်ရဲ့ဝါသနာရဲ့ရုပ်တို့နော်လူတိုင်းလူတိုင်းကတမျိုးတမျိုးစီတော့ယူတုကြတော့ဗောနော်ဒါမှအယူတကအယူထဲမှာဖျားယူတာအကောင်းဆုံးဖြစ်ပါတယ်နော်အဲကြောင့်ဒီနေ့အရောက်ချင်းစီတိုင်းစင်ကျင်တဲ့ຢာတွေအားလုံးဟာကောက်ချက်ချမယ်ဆိုရင်အင်တာမကောင်းပါတယ်လို့နော် ါကြောင့်ကျွန်တော်တို့နှလုံးကိုစုပ်ဖို့ရန်အတွက်အထူးဖြင့်ဒီကာလမှာကျွန်တော်တို့အထူးဖြင့်ဒီကာလမှာအချင်းကိုရွေးနှုတ်မိုင်းမူရဲ့ကျမ်းပိုက်ကလည်းအချင်းကိုရွေးနှုတ်ပါတဲ့နော်တရားနည်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 းစီယူဆိုတော့တရားဟောလိုက်နော်အချင်းကိုရွေးနှုတ်ပါနော်ဘာကြောင့်လဲအချင်းတွေကမတုံးတလို့ရှင်ကျွန်တော်တို့ကတည့်ရက်ပတည့်ရက်ကလေတနေလာကနေဘလို့စနေဖြစ်သွားမှမသိဘူ เนาะအချိန်ကအယမ်းမြန်တယ်ဒါပေမဲ့အမှုမဲ့အမှတ်မဲ့နေတဲ့လူတို့တို့เนาะဘာမှအကျိုးမရှိဘူးလို့ခံဟိုထင်နေတဲ့လူတို့အတွက်ခါကြောတရက်တည်းကွန်ဖွင့်ရန်အတွဲအယမ်းဥစားဖြစ်တယ်เนาะကြားတယ်သို့ပေမဲ့လည်းအတိတ်ပဲရှိရှိနေပြီးတော့ဒီတပတ်ထက်မှငါတနေ့လာကနေတောက်ကြဘူးငါဘာလုပ်မလဲလို့စဉ်းစားပြီးတော့နေထိုင်တဲ့လူတွေအတွက်ခါကြောလေတနေ့လာကနေစနေကိုဘလို့ရောက်သွားမှမဖြစ်ဘူးအချိန်ကမတုံးတလို့ရှင်ဘာဖြစ်လဲဖြုံးတယ်လို့ဖြစ်နေတယ် เนาะဒါကြောင့်ကျွန်တော်အချိန်ကိုရွေးတောက်ဖို့ပဲလိုတယ်အချိန်ကိုမရွေးတောက်လို့ရှင်အဲ့ဒီအချိန်ကြားထဲမှာကျွန်တော်တို့ကကုန်လုံတဲ့အရာတွေကုန်ခဲ့တဲ့အသက်တွေကြီးသွားတဲ့အသက်တွေအားလုံးဟာကျွန်တော်တို့အချိန်ဒီတက်တက်ပဲလောကမှာကျွန်တော်တို့အမှိုက်ဖြစ်ပါတယ်လို့เนาะအဝတ်ကိုမစုပ်ဘဲနဲ့နှလုံးကိုစုပ်တတ်သောသူတွေဖြစ်ဖို့နှလုံးကိုစုပ်တယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကအထူးသဖြင့်เนาะတင်းရဲ့အသက်တာထဲမှာအရေးကြီးဆုံးကနှလုံးเนาะနှလုံးသားကောင်းရင်အရာရာကောင်းစားမယ်လို့ပြောထားတဲ့အခါမှာ ိမ်ဒါမှကျွန်တော်တို့စုပ်စရာငွေချင်းเนาะရွှေငွေတွေမဟုတ်ဘူးတင်းရဲ့နှလုံးသားကိုရှုပ်မယ်ဆိုရင်နှလုံးသားကဘာဖြစ်လဲဆိုရင်အယားယားဖြစ်စေတဲ့အရာဖြစ်တယ်เนาะအယားယားเนาะဒါကြောင့်ငွေချင်းဘလောက်ပဲကြွယ်ဝချမ်းသာပလေစေကျွန်တော်နှလုံးသားမမှန်လို့ရှိရင်လဲเนาะနှလုံးသားမမှန်လို့ရှိရင်ကျွန်တော်အဲ့ဒီငွေချင်းကျွန်တော်ရဲ့အแทးကိုကျွန်တော်ဘလောက်ပဲဖြစ်ဖြစ်ပြည့်စုံနိုင်မလားမပြည့်စုံဘူးတင်ဟာတနိုင်ငံလုံးရှိတဲ့ຢာတွေအားလုံးကိုတင်ပဲ့မယ်ဆိုရင်လဲ ဘာမှပြည့်စုံသေးတာမဟုတ်ဘူးမပြည့်စုံဘူးเนาะဒါကြောင့်ဖျားကိုကျွန်တော်တို့ကအရင်ရှာဖို့လိုတယ်ဖျားကိုမရဘူးဆိုရင်ကျွန်တော်အရာတွေအလုံးဟာအချင်းချင်းတက်တက်ဖြစ်တယ်ကျွန်တော်အသက်ရှင်တဲ့အရာတွေအလုံးဟာဘာမှအကျိုးမထူးလာဘူးเนาะဒါကြောင့်နှလုံးကိုဆုတ်ပြီးတော့ကျွန်တော်တို့ဖျားရှိတဲ့နေရာเนาะဖျားအလိုတော်ရှိတဲ့အရာတွေဘာလဲဆိုတော့ကျွန်တော်တို့မရှာဘဲနဲ့ကျွန်တော်တို့လောကမှာကျွန်တော်နေထိုင်တဲ့လူတွေအားလုံးဟာအချင်းချင်းတက်တက်ပဲဖြစ်ပါတယ်ဓမ္မဟောင်းထဲမှာနှလုံးကိုဆုတ်ပါလို့ယောလာ ယောလာအနာဂတိကျောင်းထမပြောထားတဲ့အရာဖြစ်တယ်။ဘာကြောင့်လဲဆိုဣတိလအမျိုးတွေအားလုံးဟာကြည့်မယ်ဆိုဖခင်တခင်ကသူတို့ကိုနို့နဲ့ပြားရည်စီးတဲ့ပြည်ကို အမွေပေးထားတယ်။ဂတိတော်နဲ့တက်ဆိုင်တဲ့ပြည်ကိုဖခင်တခင်ကသူ့ကိုသွားခိုင်းတယ်။ဒါပေမဲ့အဲ့ဒီပြည်ရောက်တဲ့အခါမှာဖခင်ကိုမေ့ပြီးတော့ရုတ်တုတွေလှုပ်လာလာကြတယ်။နော်ရုတ်တုကိုလှုပ်လာကြတယ်။ချွေဖခင်ငွေဖခင်နော်အမျိုးမျိုးသော ပူစောတက်ကပြီးဟိုတပားမျိုးသားတွေနဲ့ပေါင်းပြီးတော့ပေါ့နော်မောဘလူမျိုးတွေပေါင်းပြီးတော့ရုပ်တုကိုကိုယ်လက်အခါမှာဖခင်ကသူတို့ကိုအမြဲတမ်းပြောတဲ့အရာတွေဖြစ်တယ်နော်ဒါကြောင့်ဒီယောလပရောဖက်ပြောတဲ့အခါမှာသူတို့ကလည်းဒီအချိန်မှာသူတို့ကကောင်းကြီးခံစားရတယ်သူ့ပေမဲ့လည်းရုပ်တုစင်းတုကိုလှုပ်တဲ့အခါမှာနှောင်တရဖို့ရန်အတွက်ပရောဖက်ပြုတ်ထားတာဖြစ်တယ်နော်နှလုံးကိုဆုပ်ဖို့ရန်အတွက်ပြန်လဲပြီးတော့နှောင်တရမယ်ဆိုရင်ဖခင်ကဗာလဲ ကျွန်တော်တို့ကိုသူ့ထံမှာပြန်လာမယ်ဆိုရင်သူကဘာပြောလဲဆိုရင်ချစ်တနာခြင်းနဲ့မေတ္တာခ ्यु နာတဲ့ပြည့်စုံရေးစိတ်ရှည်တတ်သောသဘောစိတ်ရှည်တတ်သောသဘောအလုံးကျေးဇူးပြုခြင်းတတ်သောသဘောအပြစ်ပေးခြင်းမှနုံဒရတတ်သောသဘောကိုရှိတော်မူ၏သူကိုယ်သူမိတ်ဆက်ပြီးသားမိဘထံပြန်လာတဲ့သားသမီးတိုင်းကမိဘကဘလို့ဖြစ်လဲဆိုရင်ဘလို့ပဲဆိုးတဲ့မိသားစုသားသမီးဖြစ်နေပါစေ အဖေလုပ်တဲ့လူကဝမ်းသာတဲ့ဖေဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဖန်ဆင်းတဲ့ဘုရားသခင်ကလည်းနော်ပြန်လာပါပြန်လာပါမင်းတို့ငါ့စီပြန်လာပါမင်းတို့မာယွင်းတဲ့အရာတွေအလုံးဟာငါမကြည့်ဘူးငါ့စီပြန်လာပါနှလုံးကိုစုပ်ပြီးတော့ငါ့စီပြန်လာပါငါမင်းတို့ကိုအပြစ်ကိုငါတို့မမြင်ဘူးမင်းတို့ရဲ့အပြစ်ဘလောက်ပဲကြီးနေပါလိမ့်စေငါမမြင်ပါဘူးနော်ချစ်တတ်တော်တဘောမြစ်တာကျူနာနဲ့ပြည့်စုံရိတ်စိတ်ရှည်တတ်တော်တဘောအလုံးကျေးစုပြုတ်ချင်တော်တဘော မင်းတို့ကိုငါယေရှုပြုချင်တယ်ပြန်လာပါပြန်လာပါယေရှုပြုချင်တယ်မင်းတို့အတွက်ကောင်းခြင်းငါစီမှာရှိပြီးသားဖြစ်တယ်လာပါအမွေခံပါအမွေခံအနေနဲ့ပြန်လာခဲ့ပါမင်းတို့ဘာမှလှုပ်ဆရာမလို့ဘူးဖခင်ကခေါ်ဖိတ်တဲ့ဖခင်ဖြစ်တယ်အာမင်နော်ဒါကြောင့်ကျွန်တော်သူတို့ကဘာကြီးမှာကျွန်တော်ကြည့်ကြည့်ရှုတဲ့အခါမှာဖះနဲ့အစပြုတ်တဲ့နိုင်ငံဖះသခင်ကိုနေရာပေးတဲ့နိုင်ငံဟာကျွန်တော်တိုးတက်ကြီးပွားပြီးတော့နော် ကြီးစိုးစေသောနိုင်ငံဖြစ်ပါတယ်။အာမင်။ဒါကြောင့်ခုနအမေရိကဆိုတာဖျားနဲ့အစပြုတ်တဲ့နိုင်ငံဖြစ်တယ်။နော်။ဖျားနဲ့နမိတ်လက္ခဏာအမေရိကဆိုနမိတ်လက္ခဏာနဲ့အစပြုတ်တဲ့နိုင်ငံ။ဒါကြောင့်ဖျားနဲ့အစပြုတ်တဲ့အခါမှာယနေ့ထိတိုင်တင်းတို့ဟာသူတို့ဟာကောင်းကောင်းမကောင်းကောင်းဖျားသခင်ကကောင်းကြီးမပေးဘူးလား။ကဘာပေါ်မှာအကြီးမားဆုံးအင်အားကိုဖျားသခင်မပေးဘူးလား။ဉာဏ်ပညာနဲ့လည်းမပေးဘူးလား။ ကျွဲဝချင်းအကုန်လုံးစီးစင်ဥစ္စာမပေးဘူးလားနော်ဒါကြောင့်မလို့ဖះနဲ့အစပြုတ်တဲ့အစပြုတ်တဲ့နိုင်ငံနော်ခြုံကြည့်မယ်ဆိုရင်နော်အထူးဖြင့်ကောင်းကြီးခံစားရတယ်ဆိုတာကျွန်တော်မြင်တွေ့ပါတယ်ဓမ္မတိရောက်လာတဲ့ခါမှာလုကာခန်းကြီး15ပြောချင်တာကဟိုဒီလုကာ15ထဲမှာဘာပြောတာလဲဆိုတော့ပျောက်သောသိုးနဲ့ပျောက်သောဒင်းကားနဲ့ပျောက်သောသားအကြောင်း ုံးခုကိုဖခင်ယေရှုဖခင်ကပုံသက်တဲ့အနေပြုတ်ပြီးတော့လူတွေကိုတရားဟောတဲ့အရာတွေဖြစ်တယ်ပေါ့နော်မိမရဲ့အမွေကိုယူပြီးတော့ပြပြနေရကို ထွက်သွားတော့ပေါ့နော်ငါနဲ့ရပိုင်ခွင့်နဲ့ရတဲ့အားလုံးကိုပေးပါအဖေစီသွားပြတော့အမွေတောင်းတယ်အမွေတောင်းပြီးတော့သားကြီးနဲ့သားငယ်ရှိတော့နော်သားငယ်ကအမွေတောင်းပြီးတော့ထွက်သွားလိုက်တယ်ထွက်သွားပြီးတော့သူပေါက်ကရလှုပ်ပြီးတော့နော်လောကထဲမှာ तू ပျော်ပါမှုနော်လမ်းကျက်ဖက်မှာ तू သွားတဲ့ခါမှာနောက်ဆုံးတော့ ုက္ခရောက်သွားတယ်အမွေလဲကုန်သွားပြီဒုက္ခရောက်သွားတယ်စားစရာလည်းမရှိတော့ဘူးဘိုက်ကလည်းဆာနေပြီဆိုတဲ့အခါမှာနောက်ဆုံးဝက်ကြောင်းတဲ့နေရာမှာရောက်သွားတယ်နော်ဝက်ကြောင်းတဲ့နေရာမှာအလုံရောက်ဖို့ရန်အတွက်ဒီအလုံဆိုတာလည်းကဲထမင်းစားရရင်ပြီးရောဆိုပြီးတော့သွားလုတဲ့အခါမှာသူများသူထမင်းမကြွေးဘဲနဲ့ဝက်ကြောင်းခိုင်းတယ်ဝက်စားတဲ့အစာကိုကြီးပြော့သူစပွေးညိုချပြီးတော့သူပါစဉ်းစားလဲဆိုဩငါအဖေအိမ်မှာ ငါအဖေအိမ်မှာကြုံခံတဲ့လူတော်မှအစားကိုအချိန်မှန်မှန်စားပြီးတော့ဒုက္ခမရောက်ဘူးသူနောင်တရသွားတယ်ငါအဖေစီပြန်သွားတော့မယ်ငါအဖေစီပြန်သွားပြီးတော့ငါအမွေနဲ့ပတ်သက်တဲ့ငါဘာမှမပြောတော့ဘူးအမွေကိစ္စငါမပြောတော့ဘူးကြုံအနေနဲ့အလုတ်သမားအနေနဲ့ငါပြန်ပြီးတော့ငါအဖေကိုပြန်တောင်းပန်ပြီးတော့အလုတ်သမားအနေနဲ့ငါပြန်ပြီးတော့အလုတ်လုတ်ပြီးတော့ငါထမင်းစားရရန် ျေနပ်ပြီဆိုပြီးတော့နော်အပြစ်ကိုနောင်ရရပြီးတော့သူအဖေ့စီပြန်လာတဲ့ခါမှာအပိုင်ငယ်27ထက်မှဘာပြောလဲဆိုတော့သားကလဲတဲ့အဖအကျွန်ုပ်ဒီတဲ့ဖျားသခင်ကို၎င်းကိုတော်ကို၎င်းပြစ်မပါပြီယခုမှစ၍ကိုတော်ဤသားဟူ၍ခေါ်ချင်းကိုမခံထိုက်ပါနေဟုဆိုလေအဖကလည်းညက်တော်ဝတ်လုံကို ယူခဲ့၍သူ့ကိုခြုံချသူ့ဤလက်၌ လက်စုတစားကိုဆင့်ချခြေနှင်းကိုလည်းစီးစေချစူအောင်ကျွေးသောနွားကလေးကိုယူ၍သတ်ချတို့ပြီးမှငါတို့သည်စားကြကုန်အံလို့ပြောပါတယ်အဖေကြီးပြန်လာတဲ့အခါမှာအဖေကနော် तू ကတော့သူ့အနေနဲ့ကျုံအနေနဲ့ပဲပြန်လာပါမယ်ငါဟာအပြည့်ရှိသောသူဖြစ်တယ်ငါဟာနော်အမွေကိုအလွဲသုံးစားလုပ်ပြီးတော့ငါဖြုံးတော်သူတယောက်ဖြစ်တယ်ငါ ကျုံတယောက်နေနဲ့အလုတ်သမားတယောက်နေနဲ့ငါပြန်လာတော့မယ်ဆိုပေမဲ့အဖေကြီးပြန်ရောက်တဲ့အခါမှာအဖေကဘာဖြစ်လဲလက်စုပ်ကိုပြန်စုပ်ပေးတယ်လက်စုပ်ကိုပြန်စုပ်ပေးတယ်အဝတ်ကိုပြန်ဝတ်ပေးတယ်ဖနှက်ကိုပြန်စည်းပေးတယ်လို့ပြောပါတယ်နော်ငါသားဒီအထက်ကသေဤယခုကင်ရှင်ပြန်ဤအထက်ကပြောက်ဤယခုတွင်ပြန်တွေ့ဤအစီအပားတို့ကိုဆိုပြီးမှထိုးသူအပေါင်းတို့သည်ပျော်မွေ့ခြင်းကိုပြုကြ၏အာမင်ဒါကြောင့်ဒီကာလထဲမှာ နောင်တနဲ့ပြန်လာတဲ့သူတိုင်းတချိန်တုန်းကဘုရားသခင်ရဲ့ပဋိညာတရားကပညာတော်ဆယ်ပါးဆိုတာကဘယ်မှာပေးလဲဆိုတော့တိနာတောင်ပေါ်မှာထွေမြောက်ရ20မှာဘုရားသခင်ကမောရှိကိုပညာတရားအားပေးတဲ့အခါမှာဘဒူးမှမလုံနိုင်ဘူးနော်ဘဒူးမှမလုံနိုင်ဘူးကျွန်တော်ဗုဒ္ဓဘာသာဆိုလဲ၅ပါးရှိပါမရှိဘူးလားရှိတယ်၅ပါးတီလာနော်ရှိပါတီလာရှိပါပြီလို့ရှင်10ပါးတီလာကံ၃ပါး အမျိုးမျိုးပြောစော်ညာလည်းပဲကျွန်တော်တို့လုံနိုင်ခဲ့လားမလုံနိုင်ခဲ့ဘူးဒါကြောင့်မလို့ဖခင်ကပညာတရားပေးတော်ညာလည်းပဲဘဒူးမှမလုံနိုင်ဘူးစိတ်တော်နဲ့တွေ့တော်သူဆိုတဲ့ဒါဝိဒ်ကိုတော်မှကြရှုံးစေတဲ့အရာဖြစ်တယ်ဓမ္မဟောကာလမှာဘဒူးမှမလုံနိုင်ဘူးဒါကြောင့်မလို့ဖခင်လက်မရေးထိုးခဲ့တဲ့တိနာတောင်ပေါ်မှာမောရှင်နဲ့လက်မထိုးပြီးတော့ပဒိညာပြုတ်ခဲ့တဲ့အရာတွေအလုံးဟာ ဘယ်သူမှမလုံနိုင်ဘူးဆိုတာကဖျားထိုးတဲ့လက်မကဖျားပဲပြန်ဖြတ်သိမ်းရတယ်အာမင်ဘယ်နေရာမှာဖြတ်သိမ်းရတယ်လက်ဝါးကားတိုင်းမှာလက်ဝါးကားတိုင်းမှာနော်ကိုလိုသဲ1:24ထက်မှာငါတို့ရဲ့နော်ပဒိညာအားလုံးဟာဖျားထိုးတဲ့ပဒိညာအားလုံးဟာအရာမရောက်တဲ့အတွက်ကြောင့်ဖျားပဲအပြစ်ရဲ့ဖိုးခသေခြင်းဆိုတဲ့ခါမှာဖျားကျွန်တော်တို့ကို ပြန်လဲပြီးတော့အစ်တစ်ဖန်ပြန်လဲပြီးတော့ရွေးနှုတ်သွားတဲ့အရာတွေဖြစ်တယ်အာမင်ဒါကြောင့်မို့ကျွန်တော်တို့ဒီကာလမှာအခုကျွန်တော်တို့အသက်ရှင်တဲ့ကာလမှာဂျေဇူးတော်ကာလဖြစ်တယ်ဂျေဇူးတော်ကာလဆိုတာဖခင်ကဂျေဇူးအကိုအခမဲ့ပြုတ်ပေးတဲ့အရာတွေဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ဘာသာထဲမှာနေခြင်းမဟုတ်ဘဲနဲ့ဖခင်လှုပ်ပေးတဲ့အရာတွေကိုကျွန်တော်တို့ကနားလည်ဖို့ရန်ပါပါလေးပဲကျွန်တော်တို့သွားရဖို့ရန်အတွက်ဖြစ်တယ်နော်ကျွန်တော်တို့နားမလည်လို့ရှင်ကျွန်တော်တို့က စ조사ချင်းနဲ့ကျွန်တော်သွားမယ်ဆိုအင်တာမှာမောတဲ့အရာဖြစ်တယ်။တို့ကိုးစားချင်းနဲ့ကျွန်တော်သွားရမှာဖြစ်တယ်။အာမင်။တခါခါကျစာတိများချင်းတဲ့အရာတွေကြုံရတတ်တယ်။သူ့ပေမဲ့လည်းဩပြန်ပြန်ပြီးတော့သတိရပါ။ပရိညာအတိတ်ကိုပြန်လဲပြီးတော့ကျွန်တော်တို့သတိရချင်းအားဖြင့်နောင်တနဲ့ဖျားခင်ကိုကျွန်တော်တို့ကအခွင့်ပေးမယ်ဆိုရင်ကျွန်တော်ကိုအမွေခံကျေအားဖြင့်ကျွန်တော်အမွေကိုပေးချင်တော့ဖျားဖြစ်တယ်။ကျေးဇူးပြုချင်တော့ဖျားဖြစ်တယ်။ တချင်တော့မိုးရှင်နဲ့တိုးချောင်းရင်နဲ့ဒီတိနာတောင်ပေါ်မှာနော်အထူးတစ်ဖြစ်ဖျားနဲ့တွေ့တဲ့အခါမှာဘာဖြစ်လဲဖနာကိုချုပ်ခိုင်းတယ်မိုးရှင်တင့်ရဲ့ချင်းနှင်းကိုချုပ်ပါဒီနေရာဟာတန့်ရှင်းသောနေရာဖြစ်တယ်ဆိုတဲ့အခါမှာမိုးရှင်ကဖနာချုပ်ပြီးတော့သွားရတယ်ဒါပေမဲ့ဒီဓမ္မတိရောက်လာတဲ့အခါမှာဘာဖြစ်လဲချင်းနှင်းကိုဘာဖြစ်လဲ ပြန်ပေးတယ်အာမင်ယေရှုတော်ကာလဖခင်ကပြန်ပေးတော်ဖခင်ဖြစ်တယ်တင်ဘလိုယုံကြည်လဲတင့်ရဲ့တက်တာထဲမှာတင်ဘလိုဆွဲကင်တာလဲယေရှုတော်ကာလထဲမှာကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ယုံကြည်တဲ့အရာကအမနာမရေးကြည့်တယ်တန်တရားစိတ်တွေကျွန်တော်တို့အแทမှာနော်တန်တရားစိတ်ဆိုတာယုံကြည်ခြင်းနဲ့စန့်ကျင်ဖက်ဖြစ်တဲ့အရာတွေအားလုံးကျွန်တော်သမာတရားကိုကျွန်တော်မကြည့်ဘဲနဲ့တစ်ခါခါကြားစံစာကိုမဖတ်ဘဲနဲ့ကျွန်တော်တက်ရှင်တဲ့အခါမှာတန်တရားစိတ်လေးတွေကျွန်တော်အแทမှာရှိတယ် တန်တရားစိတ်ဝင်လာပြီဆိုရင်ကျွန်တော်တမန်တရားထက်မှာကျွန်တော်တို့မှီလျော့တတ်တယ်။အာမင်။ဒီနေ့အဖြစ်ကျွန်တော်တို့ကခြံစိုက်ပြီဆိုရင်ကျွန်တော်တို့ပေါင်းမလိုက်ဘဲနဲ့ဆိုအဲ့ပေါင်းပင်ကဘာဖြစ်လဲ။အပင်ကိုနိုင်သွားတယ်။ကျွန်တော်နှလုံးသားနဲ့ကျွန်တော်တို့နှုတ်ကပါတော့မျိုးစစ်ကြပြီဆိုရင်မလုပ်ရမလဲ။ပေါင်းပင်မရှင်းရဘူးလား။နှုတ်ရတယ်မဟုတ်လား။ကျွန်တော်တို့အแทမှာနှုတ်ယူရတယ်မဟုတ်ဘူးလား။နော်။နှုတ်ကပါတော့ဆိုရက်နော်။ ျွန်တော်ဖယူခြင်းအဖြစ်ကျွန်တော်ပေါင်းလိုက်ရတယ်မဟုတ်လားเนาะတမန်တရားကိုကျွန်တော်ထတ်တင်ထတ်လောင်းထတ်လောင်းပြီးတော့လောင်းထက်လိုက်လို့ရှိရင်အဲ့ဒီပေါင်းပိန်က မတက်လာတော့ဘူးကျွန်တော်နှုတ်ကပါတော့မျိုးစိတ်ကအแทမှာအသက်ရှင်လာပြီဆိုရင်တင်ဟာတနေ့ကြာရင်လောကအရာကဖျားအแทမှာတင့်အแทမှာဖျားကြီးမယ်ဆိုရင် လောကအရာကတေးတေးလေးပဲဖြစ်သွားတယ်ဒါမဲ့ကျွန်တော်လောကအแทကျွန်တော်နှလုံးသားအแทမှာလောကအရာပြည့်နေမယ်ဆိုရင် ဖျားကတပြေးပြေးနဲ့အာနေသွားတယ်။အာနေသွားတယ်ဆိုကျွန်တော်တို့အတွင်းလူရင်ဆိုင်ဖို့ရန်အားမရှိတော့ဘူး။လောကသားကဲ့သို့ပဲအတွေးခေါ်လောကသားပြောသလိုပဲအချိန်တန်လို့ရှိရင်ဗေဒင်လက္ခဏာတွေသွားတွေ့ရတယ်။အချိန်တွေရတရားကြီးတယ်။အဲ့လိုမျိုးတွေဖြစ်တတ်တယ်။နော်ဒါကြောင့်ဒီအရာတွေခုနပညာတော်ဆယ်ပါးထဲမှာငါးနံပါတ်ငါးမတပါအခြားသောဖျားကိုပြောဆိုတဲ့အခါမှာကျွန်တော်အခြားအခြားသောအရာတွေအထက်မှာကျွန်တော်ဝင်ရောက်တတ်တယ် ပေါင်းပင်တွေရှင်လာလို့ရှိရင်ကျွန်တော်တို့အဲမှာတော့မလွယ်ဘူး။အဲကြောင့်တတိထားဖို့လိုတယ်။ဖခင်ကကျွန်တော်ကိုကျေးဇူးပြုချင်တော်ဖခင်ဖြစ်တယ်။အာမင်။ကျေးဇူးပြုချင်တော်ဖခင်နော်ဒီဓမ္မတိမကျေးဇူးပြုချင်တော်မဟုတ်ဒီယောလအနာဂတိကျမ်းကလေးကဖခင်ကနော်ချစ်တနာချင်းမေတ္တာခိယုနာနဲ့ပြည့်စုံ၍တဲ့စိတ်ရှိသောသဘော အလုံးကျေးဇူးပြုချင်တော်သဘောအပြစ်ပေးခြင်းကို နောင်တရက်တက်သောသဘောရှိတော်မူ၏မင်းတို့ကအပြစ်နဲ့ထိုက်တန်တယ်ဒါပေမဲ့ဩမင်းတို့ငါစီပြန်လာလို့ရှင်ငါနောင်တရပါတယ်မင်းတို့ကငါမပြစ်မင်းတို့ကအပြစ်မပေးတော့ဘူးပြောတော်ဖရားဖြစ်တယ်အာမင်ဒါကြောင့်ဒီနှုတ်ကပတော်အဖြစ်ကျွန်တော်တို့အထက်မှာအသက်ရှင်တဲ့အခါမှာကျွန်တော်ကလောကထဲမှာကျွန်တော်တို့ပုံမှန်မဟုတ်တော့ဘူးပုံမှန်မဟုတ်ဘူးဆိုတာက ထူးကိုထူးခြားသောသူဖြစ်တယ်။ဖျားဖက်တင်ဟာနော်ဖျားဖက်ဟာတင်ဟာနည်းနည်းကြီးလာပြီဆိုလူတွေကတင့်ကိုတမျိုးမြင်သွားလိမ့်မယ်။အာမင်။လူတွေကတင့်ကိုတမျိုးမြင်သွားလိမ့်မယ်။ဘလို့ပဲမြင်လိမ့်မစီတနေ့ကျရင်ဖျားသခင်နဲ့တာ၍ရင်းနှီးဖို့ရန်အတွက်ဖျားသခင်ရဲ့နေ့ရက်ကကျွန်တော်တို့အတွက်ပြင်ဆင်ပြီးပြီးဖျားသခင်ရဲ့ကောင်းချီးမင်္ဂလာအားလုံးဟာတနေ့ကျရင်ဒီအပေါ်မှာသွန်လောင်းပေးမယ်ဆိုတာယုံကြည်ဖို့လိုတယ်အာမင်နော်ဒါကြောင့်ကိုယ့်ရဲ့စူးစမ်းခြင်းမဟုတ်ဘဲနဲ့ဖခင်ကိုကူးစမ်းမယ်ဆိုရင ျွန်တော်တို့လုံဆောင်တဲ့အရာတွေအားလုံးဟာနော်အချိန်ကုန်ပြီးတော့အကျိုးမတက်ရောက်စေတဲ့အရာမဟုတ်ဘဲနဲ့အချင်းအတူအတွင်းထဲမှာ ထိထိရရောက်နဲ့ပြောမယ်ဆိုရင်ထိထိရရောက်နဲ့ကောင်းစားစေခြင်းတော့အသက်တာဖြစ်တယ်လို့ပြောပြခြင်းတယ်။ဒါကြောင့်ယောလယောလနှစ်ထက်မှာပဲ28 29ထက်ကိုဆက်သွားမယ်ဆိုရင်ခုနောက်လူမျိုးတကာတို့အပေါ်သို့ငါရဲ့ဝိညာဉ်ကိုယ်ကိုငါတွန်းလောင်းပြီ သူတို့ဤသားသမီးတို့သည်ပရောဖက်ညာနဲ့ဟောပြောရကြလိမ့်မည်အသက်ကြီးသော သူတို့သည်နမိတ်အိမ်မဲ့တို့ကိုမြင်မဲ့လိမ့်မည်အသက်ငယ်သော သူတို့သည်လည်းယာဒိတ်ယူပါယုံတို့ကိုမြင်မြင်ကြလိမ့်မည်ဒါကြောင့်ကျွန်တော်တို့ဖျားစီကိုကျွန်တော်တို့တိုးဝင်မယ်ဆိုရင်သင်ဟာဘာပဲဖြစ်ခက်ဖြစ်ဘုရားခင်ကလူမျိုးတကာတို့အပေါ်မှာငါရဲ့ဝိညာဉ်ကိုတုံလောင်းမည်ဝိညာဉ်တော်ကဖျားခင်ကတုံလောင်းပြီးတော့ကျွန်တော်တို့ခံယူမယ်ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ပြည့်နေနေပြီဆိုရင် နော်ယူမယုံအစ်စ်တွေသားသမီးတွေကလည်းဗာလဲပရောဖက်ညာနဲ့ဟောပြောရလိမ့်မယ်နော် အသက်ကြီးတဲ့လူတွေကလည်းဗာလဲနမိတ်အိမ်မဲ့တို့ကို မြင်မဲ့ကြရလိမ့်မယ်အသက်ငယ်တော့သူလည်းဗာလဲဗျာတဲ့ယူမယုံကိုမြင်ရကြလိမ့်မယ်ဒါတွေအလုံးဟာအခု ကာလကြီးထဲမှာဘုရားခင်က ပြောဆိုနေတာဖြစ်ပါတယ်နော်ဒါကြောင့်ဘုရားခင်ကသူ့ကို အဖေထံပြန်လာတဲ့သူတိုင်းနော်တင်ဟာအရင်တင်တော့ဘာပဲဖြစ်ခဲ့ဖြစ်ဘုရားခင်ကစိတ်မဝင်စားဘူး တင့်ရဲ့အနာဂတ်ကိုစိတ်ဝင်စားတော့ဖရားဖြစ်တယ်။တင့်ရဲ့အတိတ်ကဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ဖရားခင်ကစိတ်ဝင်စားဘူး။တနေ့ကျတင့်ဟာဘလို့တိုးတက်ပြီးတော့ဖရားခင်တင့်ကိုဖန်ဆင်းထားတဲ့အရာတွေအားလုံးဟာတင့်ရဲ့ဖြစ်ချင်းကိုဖရားခင်စိတ်ဝင်စားတော့ဖရားဖြစ်တဲ့အတွက်ကြောင့်မလို့တင့်ရဲ့နော်အသက်တာထဲမှာဖရားခင်ဘုန်းတော်ထင်ရှားဖို့ရန်အတွက်ဖရားခင်ကတင့်ကိုကြီးထွားစေချင်တော့ဖရားဖြစ်တယ်။ဟမ်ဒါကြောင့်အသက်ကြီးတဲ့သူတွေအားလုံးဟာလေနမိတ်လက်ခဏအိမ်မက်ယူပါယုံတွေအားဖြင့် မြင်မဲ့ကြရမယ်ဆိုတဲ့အရာကိုတော့ profit ပြုထားတဲ့အရာတွေတွေ့ရတယ်29ထဲမှာပါလဲဆိုတော့နော်ငါဤအမှုကိုဆောင်ရွက်တော့ယောက်ျားမိမတို့အပေါ်သို့ငါဤဝိညာဉ်တော်ကိုငါသုံးလောင်း၍သူတို့သည် profit ညာနဲ့ဟောပြောရကြလိမ့်မည်မိုးကောင်းကင်၌၎င်းမြေကြီးပေါ်၌၎င်းအံ့ဖွဲ့သော အရာတည်းဟုသော တွေးမိလျံမိခိုးတိုင်တို့ကိုငါပြမည် ထာဝရဘုရားကြီးကြောက်မဲ့ဖွယ်သောနှစ်ကြီးမတိုင်မီနေသည် မောင်မိုက်အတိဖြစ်လိမ့်မည်လသည်လည်းအသွေးဖြစ်လိမ့်မည်ထို့အခါထာဝရဘုရားပထထာဝရဘုရားကိုပထနာပြုသောသူတို့သည်ကဲတင်တော်မူခြင်းသို့ရောက်ရကြလက်တံဒါပြောမယ်ဆိုကျွန်တော်တို့ကဘာအဆုံးအထိဘာတွေဖြစ်မလဲဆိုပရောဖက်ပရောဖက်ယောလာကပြောထားတဲ့ကာလဖြစ်တယ်ပရောဖက်ယောလာပြောထားသလိုပဲမတ်သဲ24ထက်မှာလည်း ပြောထားတဲ့အရာတွေဖြစ်တယ်เนาะခုနမိုင်းမှုအေဖက်ထဲမှာလည်းပြောထားတဲ့အရာတွေဖြစ်တယ်ဒါဆိုကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ကဒီကကလကိုကြည့်ချင်းအဖြစ်သတင်းစာကိုကြည့်ကြည့်ချင်းအဖြစ်တစ်ဖက်ကသတင်းစာကြည့်ရတယ်လို့တစ်ဖက်ကလည်းနှုတ်ကပတော်ကိုဟုတ်လားမဟုတ်လားဆိုချင်းထိုးပြောကြည့်ရမယ့်ကာလဖြစ်တယ်ကဘာအခြေအနေကိုကြည့်ရမယ့်ကာလဖြစ်တယ်เนาะဒါကြောင့်ကဘာအမြင့်ကြီးကကျွန်တော်တို့ဘယ်အထိရောက်ပြီလဲဖျားစကားပြည့်စုံပြီလားเนาะ နှုတ်ကပတော်ကပြောထားတဲ့အရာတွေအားလုံးဟာပြည့်စုံလားမပြည့်စုံဘူးလားဒီမှာပြောထားတယ်နော်ထောင်ရဖျားကြောက်မဲ့ဖို့နေ့ကြီးမတိုင်မီနေသည်မုံမိုက်အတိဖြစ်လိမ့်မည်လသည်လည်းအသွေးဖြစ်လိမ့်မည်နေကအလင်းကိုမပေးတော့ဘူးလကလည်းအလင်းရောမပေးတော့ဘူးတနေ့ကျဒါတွေဖြစ်လာမယ်ဆိုဘုရားသခင်ကပြောထားတယ်ဖြစ်တယ်နော်ဒါကြောင့်နောက်ဆုံးကာလအထက်မှာကျွန်တော်တို့အိမ်မတားမှဒီကာလအထက်မှာကျေးဇူးတော်ကာလကုံဆုံးတော့မှာဖြစ်တော့ကြောက် ကျွန်တော်ရဲ့အသက်တာဝိညာဉ်သက်တာအချိန်ကိုရွေးနှုတ်ပြီးတော့အသက်ရှင်ဖို့ရန်အတွက်မလိုဘူးလားလိုအပ်တယ်နော်အလုတ်ရှုပ်တဲ့ဂျားထဲမှာမှကျွန်တော်တို့ကအရှုပ်တွေမလုတ်ဘဲနဲ့တမန်တရားကိုကျွန်တော်တို့အချိန်ပေးဖို့ရန်အတွက်မလိုဘူးလားလိုပါတယ်နော်ကျွန်တော်အလုတ်ရှုပ်တဲ့သုံးပေမဲ့လည်းဂတိစကားတွေကိုဖျားခင်ကျွန်တော်ဆွဲလန်းဖို့ရန်အတွက်နော်မမိဖို့ရန်အတွက်ဉာဏ်ပညာလုံလောက်စွာပေးသနာတော်မူပါလှုပ်တဲ့နေရာအတီးတီးပေါ်မှာကိုရော ကွဲကပေးတော်မူပါနေ့ရက်နောက်ဆုံးနေ့ရက်ထိတိစ္ဆာရှိစွာဖြင့်ပညာရှိသောသူတို့သမီးကဲ့သို့เนาะပညာရှိသောသူတို့သမီးကဲ့သို့ဖြစ်စေပါဘာကြောင့်လဲကျွန်တော်တို့ကသူတို့သမီးတော့သူတို့သမီးပဲเนาะမှတ်25ထက်မှဆိုเนาะ9ယောက်ကပညာရှိတယ်9ယောက်ကပညာမရှိဘူး9ယောက်ကစီရှိတယ်9ယောက်ကစီမရှိဘူး เนาะကျွန်တော်တို့ကယုံကြည်သူဖြစ်တယ်ဖခင်ရဲ့တတော်သမီးဖြစ်တယ်ဆိုပေမဲ့ကျွန်တော်အထဲမှာယေရှုเนาะတန်ရှင်းတော်ဝိညာဉ်တော်ဖခင်မရှိလို့ဆိုရင် ကျွန်တော်တို့ကအမှုပဲအမှတ်မဲ့ကျွန်တော်တို့ယေရှုတော်ကာလကိုကျွန်တော်တို့ခြေဆောင်ခြင်းမှာကျွန်တော်မပဘူးဆိုရင်တတော်သမီးပဲဒါပေမဲ့ကျွန်တော်တို့ဗျာဒိတ်ထဲမှာဗျာဒိတ်20ထဲမှာလားအဖို့အခကိုကျွန်တော်တို့ကဲ့တင်ခြင်းရဖို့ရအတွက်ကျွန်တော်အဖို့အခပေးရတော့မှာဖြစ်တယ်။အာမင် အဖို့ခါဆိုတော့ဗါလဲဆိုတော့မာတုရအနေနဲ့เนาะဖះကိုတော့ယုံကြည်တဲ့เนาะကျွန်တော်ခြေဆောင်ချင်းပါတဲ့လူတွေအားလုံးဟာဒီခန္ဓာကိုယ်ကနေဝိညာဏခန္ဓာကိုဖြစ်ချင်အဖြစ်ဖះရခင်ကကျွန်တော်မျက်စိတမိတ်ကိုကျွန်တော်ခြေဆောင်သွားပြီးတော့ခြေဆောင်ချင်းမပါတဲ့သတို့သမီးကဗါလဲဆိုတော့ကျွန်တော်တို့ဟာအဖို့အခါကိုပေးခြင်းအဖြစ်ကျွန်တော်အသွေးသုံးပြီးတော့ကေတင်ခြင်းရှိတယ်ဆိုတော့ဗျာဒိတ်ကျမ်းထဲမှာကျွန်တော်မြင်ရင်တွေ့ရတဲ့အတွက်เนาะအထူးဖြင့်ကျွန်တော်တို့ဤရဲ့ကာလကိုဖះရဲ့ဂျေဆုတရားကိုကျွန်တော်တို့အခမဲ့ ပေးထားတဲ့အရာကိုကျွန်တော်နှလုံးသားထဲမှာရယူသိမ့်ပိုက်ပြီးတော့ကျွန်တော်အမွေခံစားကြရအောင်အာမင်အမွေခံထိုက်တော်သူတွေဖြစ်တယ်အာမင်ဘာကြောင့်ကျွန်တော်တို့ပြီးခဲ့တဲ့အရာတွေကျွန်တော်တို့ဘာပဲဖြစ်ခဲ့ဖြစ်ဘုရားကစိတ်ဝင်စားဖို့သင်ဟာနှုံတနဲ့ပြန်လာမယ်ဆိုရင်နော်ဒီတားငယ်ကဲ့သို့ပဲဘုရားခင်ကကျွန်တော်ကိုပြန်လဲပြီးတော့အမွေကိုပေးတော်ဖရားဖြစ်တယ်အာမင်ကျွန်တော်လောကထဲမှာကျွန်တော်ကြုံဆုံရတဲ့အခက်အခဲအားလုံးဟာနော်ဘုရားခင်ကဘာမှမစိုးရင်လေလို့ပြောထားတဲ့ဘုရားဖြစ်တယ် နော်မစိုးရင်ပါနဲ့တင်တဲ့အတူငါရှိတယ်တင်တဲ့အတူငါအတူပါရှိတယ်မစိုးရင်နဲ့အစေခံနာဝိညာဉ်တင်တဲ့အတူလုံလောက်တော့ကောင်းကင်တမန်နဲ့အားလုံးအတွက်ဆေလုပေးမှာဖြစ်တယ်အာမင်ဒါကြောင့်မလို့ဖခင်ကကျွန်တော်တို့အထက်မှာမရှိဘူးဆိုရင်ဇာရမာနကကျွန်တော်ကိုနော်ခိုးခြင်းတချင်းဖြစ်စီခြင်းယောဟန်30အငယ်30ထက်မှပြောယောဟန်30 30ထက်မှပြောသလိုပဲနော်ခိုးခြင်းတချင်းဖြစ်စီခြင်းကျွန်တော်ရဲ့အသက်တာထက်မှလာနောက်ရှက်ပြီးတော့နော် နောက်ဆုံးအချိန်ထိသူနဲ့တင့်စာရှိဖို့ရန်အတွက်တင့်ကိုတွေးဆောင်ပြီးတော့တန်တရားစိတ်တွေတွေးထားမှဖြစ်တယ်။ဒါမဲ့ယေရှုကပါလဲငါသည်သူတို့ကိုအသက်လူယုံမြမကအထူးသဖြင့်အသက်နဲ့ပြည့်စုံစေခြင်းကလာတယ်။အရောက်ချင်းစတဲ့အပေါ်မှာဖခင်ကောင်းချီးပေးပါစေ။နော်အမွေခံစားနိုင်သောသူတွေဖြစ်ပါစေ။အမွေခံပိုင်ထိုက်သောသူတွေဖြစ်ပါစေ။ယေရှုနာမ၌ကောင်းချီးပေးပါရစေ။